မင်္ဂလာပါအခုချိန်ကစပြီးတော့ဇွန်လ23ရက်နေ့တနင်္လာနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအာမီပါ ိုင်းမြန်မာနယ်စပ်မှာဒီကရင်အမျိုးသားအစည်းအရုံး KNU ကစစ်တပ်ကသိမ်းယူထားတဲ့စခန်းတတော်များများကိုမကြာခင်ကသိမ်းယူနိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်း KNU တပ်မဟာငါးမှရှိတဲ့တပ်စခန်းတချို့ကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းယူပါတယ်။မနေ့ကတော့ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ဌာနချုပ်စခန်းဟောင်းနေရာတစ်ခုကို KNU ကပြန်လည်သိမ်းပိုင်လိုက်ပါတယ်။ကော့ကရိတ်မြို့နယ်ထဲကထိကပ်လေတပ်စခန်းကို KNL, KNDO, PDF ပူးပေါင်းတပ်ဖွဲ့တွေကဂျွန်လ22ရက်နေ့မှာတိုက်ခိုက်သိမ်းပိုင် ိုင်ခဲ့တာဖြစ်တယ်လို့ KNU ကဒီကနေ့မှထုတ်ပြန်လာပါတယ်။အဲ့ဒီတက်စကန်ဟာ KNU ကော်တူးလေ ုတ်ချုပ်နယ်မြေဒီဒူပလာယာခရိုင်ကော့ကရိတ်မြို့နယ်ထဲမှာရှိတာဖြစ်ပြီးတော့ KNU ရဲ့ဌာနချုပ်ဟောင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် KNU ဌာနချုပ်မာနပလောကနေဆုတ်ရပြီးတဲ့နောက်1995ရုံးကထိကပ်လယ်နေရာကို KNU ကဌာနချုပ်အဖြစ်တည်ထောင်ခဲ့တဲ့နေရာဖြစ်ပါတယ်။နှစ်နှစ်မပြည့်ခင်1998ဖေဖော်ဝါရီလလောက်မှာဒီစစ်တပ်ကထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ KNU ကဆိုပါတယ်။အခုတော့ ဲ့ဒီတက်စခန်းကို28နှစ်အကြာမှာ KNU နဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဘုံကျဲတိုက်ခိုက်မှုတွေထဲမှာတော့ဆေးရုံတွေဆေးကန်းတွေကိုဘုံကျဲတိုက်ခိုက်တာကလက်မခံနိုင်လောက်အောင်ဆူရတဲ့လုပ်ရက်တစ်ခုလို့ပြောလို့ရပါတယ်။အခုလဲမန္တလေးတိုင်းထဲမှာစစ်ကောင်စီကဆေးရုံတစ်ခုကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဆေးရုံကိုမီးဖွားဖို့လာတဲ့အမျိုးသမီးတစ်ယောက်ဒေဆုံးခဲ့ပြီးတော့ဆေးလာကုတဲ့သူ12ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်နဲ့ဒီမရယာမြို့နယ်အဆက်မှာရှိတဲ့ရက်ကန်းစင်ဆေးရုံလို့လူသိများကြတဲ့မြစ် ာနန္ဒဆေးယုံကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြင်းဦးလင်ခရိုင်ကပြောပါရယ် စစ်တပ်ကဂျွန်လ22ရက်နေ့ည7:00နာရီကျော်လောက်မှာပေါင်300ဘုံနဲ့ဘုံကျဲတက်ခိုက်ခဲ့တာဖြစ်ပြီးတော့သေဆုံးသွားတဲ့သူကတော့မဒရာမျိုးနဲ့ဆယ်ရော်လန်းခွဲရွာကအသက်30အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာလည်းနောက်ထပ်အမျိုးသမီးတစ်ယောက်ကတော့အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ဆိုပါတယ်။ဒီဘုံကျဲမှုကြောင့်ဆေးရုံကတားဖွားမိရဲ့အဆောင်အပါဝင်ဒီအဆောက်အုံ၃လုံးပျက်စီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေး ဖွဲ့ဒီပြင်လွင့်ခရိုင်ကဆိုပါတယ် ခရီးနီမှာတော့73စီရှားပါပြက်လက်ပြီးတော့ဈေးတွေအစမတန်တက်နေတဲ့အကြောင်းအရင်တစ်ပတ်ကပြောခဲ့ပါတယ်ဆိုတော့အခုခါမှာတော့ခရီးနီပြည်ဒီမော့ဆိုနောက်ဘက်ချမ်းမှာခရီးနီတော်လိုင်းကြီးပူပေါင်းအဖွဲ့တွေကစီဈေးနှုန်းကိုတတ်မှတ်ပေးလိုက်ပါတယ်ဓာတ်ဆီတပေပါကို73သိန်းနဲ့ဒီဒီဇယ်တပေပါကိုတော့72သိန်းထပ်ပို့ပြီးတော့မရောကြဖို့ကိုတတ်မှတ်လိုက်တာဖြစ်ပါတယ်ပို့ပြီးတော့ရောင်းရင်တော့ထိထိရောက်ရောက်အေးအေးယူသွားမယ်လို့ဒီမော့ဆိုမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ ဝန်ရှိသူကပြောပါတယ်အခုလိုထုတ်ပြန်ရတာကပြည်သူလူထုက73စီဈေးနှုန်းထိမ့်ညီပေးဖို့အတွက်ခဏခဏတိုင်ကြားမှုတွေရှိနေတာကြောင့်လို့ဆိုပါတယ်ဒီမော်ဆိုမြို့နယ်ထဲမှာဂျွန်လာတတိယအပတ်ကစလို့ဓာတ်စီဒလီတာကို78000ကနေ7000အထိဈေးတက်လာတယ်လို့စီပြက်လက်မှုတွေနဲ့လည်းရင်ဆိုင်နေရတယ်လို့ဆိုကြပါတယ် ကလေးတွေကိုကိုထီလက်ရောက်ပားရိုက်ပြီးတော့စုံမခဲ့တဲ့တရုတ်ចောင်းဆရာကိုတော့ဝါတက်မတော့ဒီ UWSA ကဖမ်းဆီးပြီးတော့စစ်ဆေးနေတဲ့တည်င်းကိုလည်းပြည်သက်တွေအနေနဲ့မှတ်မိကြမယ်လို့ထင်ပါတယ် အခုတော့အဲ့ဒီတရုတ်ကျောင်းဆရာကို တာဝန်ကနေရက်ဆိုင်လိုက်ပြီးတော့ဝါပြီတဲ့ဝင်ထွက်ခွင့်ကိုပါပိတ်လိုက်ပြီဖြစ်ပါတယ်။ UWSA ဒီထိန်းချုပ်တဲ့ဒေတာဖြစ်တဲ့မိုင်းလင်းခရိုင်တဲကအကြောင်းတစ်ကြောင်းမှာကလေးတွေကိုကိုထီလက်ရောက်ပါရိုက်ပြီးတော့ဆုံမခဲ့တဲ့တရုတ်ကျောင်းဆရာကို UWSA ဝါပြီဒီတရားစီရင်ရေးကော်မတီကအပြစ်ပေးအရေးယူလိုက်တာပဲဖြစ်ပါတယ်။ဝါပြီဘက်ကလာတဲ့သတင်းတွေအရတော့အဲ့ဒီတရုတ်ကျောင်းဆရာဟာတာဝန်ကနေရက်ဆိုင်ခံရပြီး တလားအကြထိမ့်သိမ်းခံရမှာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီပြီးတဲ့နောက်မှာတော့ပြည်နှင်တံဖြစ်တဲ့ဒီဝါပီကိုတသက်တာဝင်ရောက်ခွင့်ပိတ်ပင်ခံရမှာဖြစ်တယ်လို့ဝါလူငယ်အတန်းတရင်ကရေးသားဖော်ပြထားပါတယ် ော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒီနေ့မှာတော့ဒီတရုတ်ထိုင်ဝမ်သတင်းနဲ့ဆက်ရအောင်ပါထိုင်ဝမ်ရေလက်ကြားရဲ့ဒီဂျားနေမြင်းပေါ့နော်အာ medium line ကိုအ ਨੇ ဆုံးတရုတ်လေရင်15စီးလောက်ဖြတ်ပြန်ခဲ့တယ်လို့ထိုင်ဝမ်အစိုးရကပြောပါတယ်အဲ့ဒီ15စီးကတော့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောတဲ့ထိုင်ဝမ်ကျွန်းနားမှာတောက်ကြနေရတွေ့ခဲ့ရတဲ့တရုတ်လေရင်အစီး90ကျော်တဲ့ကဖြစ်ပါတယ် လေရင်တွေနဲ့အတူတရုတ်စစ်သင်္ဘော6စီးကိုလည်းတွေ့ခဲ့တယ်လို့ထိုင်ဝမ်ရဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ဒါဟာ British ရေတပ်ကင်းလက်သင်္ဘောတစ်စီးထိုင်ဝမ်ရေလက်ကြားကိုဖျက်ကျော်ပြီးတဲ့နောက်မှာ ဖြစ်ခဲ့တာပါ။ British ရေတပ်ကင်းလက်သင်္ဘောဒီ HMS Payha ဒီထိုင်ဝမ်ရေလက်ကြားကိုဇွန်လ18ရက်နေ့ကဖျက်ကျော်ခဲ့တာဖြစ်ပါတယ်။ဒါဟာ၄နှစ်အတွင်းမှာ British သင်္ဘောတစ်စီးထိုင်ဝမ်ရေလက်ကြားကိုဖျက်ကျော်တာဖြစ်ပါတယ်။ ရုတ်ကဗြိတိရှားရဲ့လုံရက်ဟာတမင်သက်သက်ပြဿနာရှာတာဖြစ်တယ်လို့ဆွဆွဲထားပါတယ်ဗြိတိန်ရေတပ်ကတော့နိုင်ငံတကာဥပဒေတွေနဲ့အညီသွားလာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ထိုင်ဝမ်ကအချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားပြီးတော့တရုတ်ကတော့ထိုင်ဝမ်ဟာဆိုရင်ဒီတရုတ်နိုင်ငံရဲ့ပိုင်နက်ဖြစ်တယ်လို့သတ်မှတ်ထားတာပါ နောက်ထပ်ဒေသတွင်းကတည်င်းကတော့ဂျပန်နဲ့အမေရိကန်တို့ရဲ့အစည်းအဝေးတည်င်းမှာအမေရိကန်ကဂျပန်ကိုကာကွယ်ရေးအသုံးစရိတ်ထပ်မံတိုးမြင့်ဖို့တောင်းဆိုတာကြောင့်ထိတ်တန့်အစည်းအဝေးတစ်ခုဖြစ်တဲ့ 2+2 လုံခြုံရေးအစည်းအဝေးကိုဂျပန်ကမတက်ရောက်တော့ဖို့ဆုံးဖြတ်လိုက်ကြပါတယ် 2+2 အစည်းအဝေးဆိုတာကတော့နှစ်နိုင်ငံနိုင်ငံသားရေးနဲ့ဒီကာကွယ်ရေးဝင်ကြီးတွေတွေ့ဆုံတဲ့ထိပ်သီးအစည်းအဝေးဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာဒီကာကွယ်ရေးစည်းရိတ်တွေလျှော့ချထားတဲ့ဂျပန်နိုင်ငံဟာမကြာခင်ကတော့2029ခုနှစ်ရောက်ချိန်မှာနိုင်ငံ GDP ရဲ့ဒီနှစ်ရာခိုင်နှုန်းအထိတိုးမြင့်သုံးဆွဲဖို့ပြင်ဆင်ထားပါတယ်ဒါပေမဲ့လည်းသမ္မတထရမ့်တက်လာပြီးတဲ့နောက်မှာတော့အမေရိကန်ကဂျပန်ကိုကာကွယ်ရေးအသုံးစည်းရိတ်ကိုနိုင်ငံ GDP ရဲ့3.5ရာခိုင်နှုန်းအထိတိုးမြင့်ဖို့ပြောလာတာကြောင့်အခုလိုဒီအစည်းအဝေးကို မတက်ရောက်ဖို့ဂျပန်ကဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ဒေသတွင်းမှာတရုတ်နဲ့မြောက်ကိုရီးယားရဲ့ချင်းချောက်မှုအဒီတိုးမြင့်လာတာကြောင့်အခုလိုမျိုးကာကွယ်ရေးစရိတ်တိုးမြင့်ဖို့တောင်းဆိုတာဖြစ်တယ်လို့ဆိုပါတယ်။အခုအစည်းအဝေးကိုဇူလိုင်လ1ရက်နေ့မှာကျင်းပဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်။ နောက်ဆုံးသတင်းကတော့အမေရိကန်ကရက်ဆိုင်ထားတဲ့ကျောင်းသားဗီဇာတွေကိုပြန်ပေးတော့မယ်ဆိုတဲ့အကြောင်းပါဒီရက်ဆိုင်ထားတဲ့ကျောင်းသားဗီဇာရှောက်ထားမှုလုပ်ငန်းစဉ်ကိုပြန်စနေပြီလို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကပြောလိုက်ပါတယ်ဒါပေမဲ့ရှောက်ထားတဲ့ကျောင်းသားတွေဟာသူတို့ရဲ့လူမှုကွန်ရက်အကောင့်တွေကိုဗီဇာစီစစ်တဲ့ကောင်စစ်ဝင်တွေကိုဖွင့်ပြရမယ်လို့ဆိုထားပါတယ်အမေရိကန်ကောင်စစ်ဝင်တွေဟာအမေရိကန်မှာကျောင်းတက်ဖို့ဗီဇာရှောက်ထားတဲ့သူတွေရဲ့လူမှုကွန်ရက်အကောင့်တွေကိုကြည့်ပြီးတော့ အမေရိကန်နိုင်ငံအပေါ်အန္တရာယ်ရှိမရှိလေးလာဆုံးဖြတ်သွားမှာဖြစ်ပါတယ်လူမှုကွန်ရက်အကောင့်တွေပေါ်မှာအမေရိကန်ကိုမကောင်းကြောင်းဒါမှမဟုတ်မကြိုက်ကြောင်းဆဲဆိုထားတာမျိုးတွေရှိခဲ့ရင်တော့အမေရိကန်ကျောင်းသားဗီဇာရဖို့အတွက်အလားအလာနည်းသွားပြီဖြစ်ပါတယ်ဗီဇာစီစစ်မှုစနစ်တဲ့အရာကျောင်းသားဗီဇာလျှောက်ထားတဲ့သူတွေဟာသူတို့ရဲ့လူမှုကွန်ရက် account profile တွေအလုံးကို public ဖွင့်ပြထားရမယ်လို့ဆိုပါတယ်။သမ္မတ Trump အစိုးရကအမေရိကန်မှာရှိတဲ့ဒီ Harvard hashtag တို့ရဲ့နိုင်ငံခြားအာသာလက်ခံမှုကိုဟိုကန့်သက်ဖို့အမိန့်ပေးခဲ့တယ်လို့နိုင်ငံခြားသားចောင်းသားတွေအထူးသဖြင့်တော့တရုတ်ចောင်းသားတွေရဲ့ visa တွေကို ရုတ်သိမ်းမယ်လို့ပြောခဲ့ပါတယ်။နောက်ဆုံးကျင်းပခဲ့တဲ့ဒီတရုတ်အမေရိကန်ကုန်သွယ်ရေးဆွေးနွေးပွဲမှာတော့တရုတ်ကမြေရှားသတ္ထုတင်ပို့မှုရဆိုင်ထားတာကိုဒီရပ်တန့်ထားတာကိုရုတ်သိမ်းပြီးတော့အမေရိကန်ကတော့တရုတ်ចောင်းသားတွေရဲ့ visa တွေကို မရုတ်သိမ်းဖို့အတွက်သဘောတူခဲ့တာဖြစ်ပါတယ်။ တဲ့နဲ့မီဒါကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တင်လာနေရတဲ့တောက်ကြနေဒီညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။